ဒီတော့ဒါဒါရာကာရော့တော့ကျွန်တော်တို့အခုလိုဟိုပေါ်တော့လေငင်းရင်ပြီးပြီးအပါဝင်ပေါ်လေတဘာဝဘေးတွေဖြစ်သွားပြီးတဲ့အချိန်မှာကျွန်တော်တို့ဆက်ဆက်ချင်းလောက်လောက်တဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အဲ့ဒီပျက်စီးသွားတဲ့ထိခိုက်ပါသွားတဲ့အဆောက်အုံတွေကိုကျွန်တော်တို့ဟိုပေါ်လေ assessment လုပ်တဲ့ဟာပါကျွန်တော်တို့ကတော့ PDR လို့ခေါ်ပါတယ် post 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 disaster uh rapid assessment အစီအစဉ်မှာ ဆိုတော့အဲ့ဒါကိုဒီမှာလာပြီးတော့ပြီးတော့ကျွန်တော်တို့ဟိုပါပေါ့လေအဲ့ဒီဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ရဲ့အစီအစဉ်နဲ့ကျွန်တော်တို့တို့ training လာလုပ်တာပါခင်ဗျာအဓိကအဓိကကျွန်တော်တို့ဒီကိုလာတဲ့အချိန်မှာမှာပဲအဲကျွန်တော်အဲ့ဒီမန္တလေးနဲ့မန္တလေးနဲ့စကိုင်းကိုကိုကျွန်တော်ရောက်ခဲ့ပါတယ်ရောက်တဲ့အချိန်မှာလည်းတွေ့တာတွေကဟိုလောကမလေးအဲ့ဒီပြည်သူတွေနောက်ပြီးတော့ဒီဒီဒီဒါနဆိုင်ရာ ဒါမျိုးအကြီးကြီးဟိုပါဘောလီစန်တာတွေဖြစ်တဲ့ဆေးရုံတို့ဘန်တို့မှာအဲ့ဒီဝန်ထမ်းတွေကအဲ့ဒီအဆောက်တွေကိုပြန်ဝင်ပြီးတော့နေတိုင်ဖို့နောက်ပြီးတော့ပြီးတော့ပြီးတော့လောက်ကန်လောက်ကန်ဆောက်ရွက်ဖို့ကိုအခက်အခဲတွေနောက်ပြီးတော့ကြောင်းလန်းစိတ်တွေရှိနေကြတဲ့အတွက်ကြောင့်အပြစ်မှာပဲခုံချပြီးတော့လုံးလုံးနေနေကြတာကိုတွေ့ပါတယ်ဆိုတော့လူနာတွေပါတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးအထဲမှာပြန်မထားနိုင်သေးတဲ့အတွက်အပြစ်မှာပဲအဲ နေပြီးတော့ဟောပေါ့လေလောက်ကန်နေရတဲ့အခက်အခဲတွေအများကြီးအများကြီးတွေ့ပါတယ်ကျွန်တော်တို့ဒီ PDR တွေလုပ်တယ်ဆိုတော့ဟောပေါ့လေရည်ရွယ်ချက်ကထိခိုက်သွားတဲ့အဆောက်အဦတွေတရနေပြီးတော့ကျွန်တော်တို့ဟောပေါ့လေပြန်လည်ပြီးတော့အသုံးပြုနိုင်တဲ့အဲဒီ space တွေပြီးကိုကျွန်တော်တို့ကဟောပေါ့အမြန်ဆုံးအမြန်ဆုံးအမြန်ဆုံးတတ်မှတ်ပြီးတော့ကျွန်တော်တို့အမြန်ကြံပြီးတော့အသုံးပြုပြနိုင်အောင်ဟောပေါ့လေအကဲဖြတ်တဲ့စီစဉ်ပါခင်ဗျဆိုတော့ဒီဒီစီစဉ်မှာ ဟိုပါလိကျွန်တော်တို့တုတ်ဒီဒီ exercise ရဲ့အဲဒီ process ကိုလည်းလည်းလည်းကျွန်တော်ပြောပြချင်ပါလေဆိုတော့ဒါကဘာလို့တာလဲဆိုတော့ဒီအစောက်ဥတွေရဲ့အခန့်ခန့်မှုကိုဟိုပါပေါ်လိကျွန်တော်တို့ကဟိုပါဒီကောင်းနေအာမခံနေဟာမျိုးမဟုတ်ပါဘူးဒီဒီအစောက်ဥကိုကိုကျွန်တော်တို့ကအကဲဖြတ်တဲ့အချိန်မှာကျွန်တော်တို့ကအမျိုးအစားတုံးခုဖွဲလိုက်ပါလေအခုကဒီဟိုပါလိငင်းကြီးလှုပ်ခတ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီဒီတိုင်းပဲဟိုပါပေါ်တဲ့ အဲလို့ common workload မျိုးမျိုးစုံကစုပြုံပြီးတော့ကြာလာတာပေါ့နော်ဆိုတော့အဲ့ဒါမျိုးကြာလာတဲ့အချိန်မှာဒီဒီငါးမျိုး disaster ကိုပြန်ပြီးတော့ manage လုပ်နေတဲ့အချိန်မှာလုံးနိုင်နိုင်တဲ့အဲလုံးနေကြအဲ့ဒါမျိုးမျိုး capacity တဲ့အများကြီးပို့ပြီးတော့စုပြုံပြီးတော့ကြာလာတဲ့အချိန်မှာကျွန်တော်တို့ဟိုပါ manage လုပ်တဲ့သူသူတွေအဖွဲ့အစည်းတွေမှာ pressure တွေအများကြီးပါတယ် တော့အဲ့လိုမျိုးမျိုးဆိုတော့အဲ့ဒီ workload ကိုချော့ချဖို့အတွက်ကအဓိကရည်ရွယ်ချက်ပါဆိုတော့အဲ့ဒီရည်ရွယ်ချက်မှာကျွန်တော်တို့ဘာလုပ်လဲဆိုတော့ software တွေကိုစစ်လိုက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကအရန်ဆိုပြီးတော့ကျွန်တော်တို့ software တွေနောက်ပြီးတော့ဒီပြန်လည်ပြုပြင်ပြီးမှသုံးလို့ရတဲ့ရမယ့် software တွေဒီဒီအ ਨੇ အချင်းပဲထိခိုက်ပြီးတော့တိတ်ပြီးတော့ BN ရဲ့ BN ရဲ့မရှိတဲ့ software တွေကိုကျွန်တော်တို့က red yellow green ဆိုပြီးတော့ကျွန်တော်တို့ခွဲလိုက်ပါတယ်ဆိုတော့ဒီ ီခွဲလိုက်တဲ့အချိန်မှာကျွန်တော်တို့အဓိကစိတ်ဝင်စားဆိုတာကျွန်တော်တို့ပြန်လဲအတုံးချလို့ရမယ်အလျင်မြန်ပြန်ပြန်ပြီးတော့တုံးလို့ရမယ် speed ဆိုတာဘလို့လဲဆိုစိတ်ယုံလို့ဟာမျိုးဆိုလို့ရှိရင် OT လို့ပြောလို့ဆိုရင်အထက်ထဲမှာဒီမှာ equipment တွေပါတွေကလည်းဟိုပါဘောလေအပြည့်စုံရှိပြီလားဆရာဆရာမတွေကလည်းဒီဒီ equipment တွေကိုဘလို့တွောင်းရမယ်ဘာညာဆိုရဟာပြားဘာမှဟိုပါဘောအတွေ့အကြုံလုံးဆရာမလို့ပဲ ਨੇ လုံးနိုင်တဲ့ဟာမျိုးဆိုတော့အဲ့လိုမျိုး space တွေကိုကျွန်တော်တို့အရင်မြန်ပ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 ြီးတော့ ဟိုပါပေါ့ဒီစဲတင်ကျင်တာပေါ့နော်နောက်ပြီးတော့ဒီဘန်တို့ပါလို့ဆိုလို့ရှိရင်အဲ့ဒီငွေကြီးစီစင်းလဲလဲပတ်ဖို့အတွက်ကိုလောက်ရတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကြတော့လေဒီလုံညုံရေးအရာဒီဒီငွေပုံကြီးကိုအရှိမကြပြီးတော့ကျွန်တော်တို့လုံတွေလုံလုံနေရပါအောင်ဆိုတော့ဆိုတော့အဲ့ဒါမျိုးဆိုတော့ဒီဘန်တွေမှာလေကျွန်တော်တို့ကဒီလျင်မြန်ဒီရာကိုအကဲဖြတ်ပြီးကျွန်တော်တို့ကပြန်လဲအသုံးပြုပြနိုင်လို့ပြောပါလေဆိုတော့အဲ့ဒါအဲ့ဒါမျိုးအတွက်ကိုကျွန်တော်တို့ကအလျင်မြန်အကဲဖြတ်နိုင်အောင်ဆိုတော့ဒီဒီ program ကိုလုပ်တာပါ တော့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာကျွန်တော်တို့ကဟိုဟာပေါ့ပေါ့လေ yellow အာ green yellow red လို့ကျွန်တော်တို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့စိတ်ဝင်စားသမှာကျွန်တော်တို့က green ပါပါလို့လဲဆိုတော့ဒါကကျွန်တော်တို့လက်တွေ့ပြန်အသုံးချပြီးတော့ဟိုဟာပေါ့လေအမြင်အမြင်အမြန်ဒီဟိုဟာပေါ့လေ pressure တွေကိုလျှော့နိုင်တဲ့ဟာမျိုးပါဆိုတော့ Mandalay လိုမျိုး case ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတွားကြည့်တဲ့အချိန်မှာအဲ့ဒီ ဟိုဟာပေါ့ဒီအစားအုပ်တွေရဲ့60ရိုင်းငယ်လုံးလောက်ကကျွန်တော်တို့ဘီးနဲ့ကိုပုံဝင်နေတာပါဆိုတော့ဒါတွေကိုကျွန်တော်တို့ကအလျင်မြန်စစ်ဆေးနိုင်ပြီးတော့အပြန်လဲပြင်ဆင်ပြီးတော့နေတိုင်းနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်လဲတူတော်ရေးကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်းတွေပေါ်မှာကြာနေတဲ့အဲဒီဝင်းဒိုးဝင်ဖို့ဒီကတဝက်တဝက်မကကျွန်တော်တို့ရော့ကြသွားမှာပါအဲ့ဒါဆိုလို့ရှိရင်တကယ်အရေးကြီးတဲ့နေရာတွေဒေသတွေကိုလည်းအစီအစဉ်တွေကိုလည်း အဲ့လိုမျိုးဘယ်လို management အဖွဲ့ကြီးကပို့ပြီးတော့အာယုံစိုက်ပြီးတော့ကျွန်တော်တို့လုံလုံနိုင်ပါပါဆိုတော့ဒီချစ်မှာလည်းလည်းကျွန်တော်တို့ကဒီ green yellow red လို့ပြောတဲ့ဟာတွေကို ကျွန်တော်တို့ကသတ်မှတ်တာကကျွန်တော်တို့လုခေါ့မလဲဒီအကဲဖြတ်ဖို့အတွက်ကိုကိုအတင်းတော်ဆုံးသူတွေကတော့ဟိုပါဟိုပါပေါ့လေမြို့ပြအင်ဂျင်နီယာတွေပါပဲဆိုတော့ဒီမြို့မြို့ပြအင်ဂျင်နီယာတွေကနေပြီးတော့ဒါကအကဲဖြတ် တော့ဟိုပါဘော်လေးတုံးတက်ပြီးတော့ဒီဒီ green yellow red ဆိုဆိုပြီးတော့လုံးလို့ရှိရင်သူတို့ကလျင်မြန်မြန်နဲ့လုံးနေတာပါဒါမဲ့ဒါဒီ document ဒီ processor တကယ်ဟိုပါဘော်လေးလုံးတဲ့ဟာကအဲ့ဒါမျိုး engineer ဆိုင်ရာ process မဟုတ်ဘူးနဲ့ဒီဟာကလို့ခေါင်းတယ် management process ပါဆိုတော့ဒီခါကိုလုတ်တဲ့ဟာရည်ရွယ်ချက်ကကျွန်တော်တို့ပြန်လည်အသုံးပြုနိုင်တဲ့ space ပေါ့เนาะအဲ့ဒါကို လက်တပိုင်းလုပ်ပြီးတော့ကျွန်တော်တို့အလျင်မြန်ဆုံးကျွန်တော်တို့ပြန်ဝင်နိုင်ဖို့အတွက်ကူညီနေတာပါအဲ့ဒါမျိုးဆိုတော့ engineer တွေလုပ်ပေမဲ့လို့သူတို့ကဟိုပါပေါ့လေအဲ့ဒီ management point of view ကနေပြီးတော့လုပ်ရမယ့်ဟာမျိုးပါဆိုတော့အဲ့ဒီအစအဦးကြွားပြီးတော့အဲ့ဒီစစ်ဆေးရဆိုတဲ့အချိန်မှာလည်းကျွန်တော်တို့အသေးစိတ်ကနောက်တစ်ချိန်ကြမှာကျွန်တော်တို့စစ်ဆေးမယ်အခုလောလောဆယ်ရတော့အရေးအတွက်မြင်မြန်နဲ့ကျွန်တော်တို့တို့မြင်မြန် စစ်ဆေးပြီးတော့ identify လုပ်ပါတော့နောက်ပြောဒါကလည်းဟိုပါပေါ့လေပေါ့လေပတ်ဟိုပါပေါ့ permanent နဲ့မဟုတ်ခင်နဲ့ဒီဒီအချိန်ကာလောက်ရောက်ကျွန်တော်တို့အပြောင်းလဲရှိနေတယ်ဟာဆိုတော့ဒီမှာလည်းလည်းကျွန်တော်တို့ကဘာကြောင့်အရှင်မြန်စစ်ဆေးလို့ရနိုင်တယ်ဘာလို့ဘာကြောင့်အစ်စ်အရှင်မြန်အဟိုပါပေါ့လေစစ်ဆေးဖို့လောက်ကင်နိုင်နိုင်တယ်လဲဆိုရင်ဒီဟာက classification ဖွဲ့တဲ့အချိန်မှာလဲဒါရိုးရှင်းပြီးတော့လွယ်ကူပါလေကျွန်တော်တို့ဒီအစားအုပ်ပြုတ်ပြက်နေပြီး နည်းနည်းရိမ့်ရိုက်နေပြီကျွန်တော်တို့ဒီအစားအုပ်ကပြုံးမရမယ်ဆိုတဲ့ဟာကိုအင်ဂျင်နီယာဖြစ်စရာမလိုပါဘူးဒီတိုင်းကြည့်လို့ရှိရင်လည်းသိပါတယ်အဲ့လိုမျိုးတွေကိုကျွန်တော်တို့ dread လို့တတ်မှတ်ပြီးတော့သူ့ကိုဟိုပါလိကျွန်တော်စဉ်းစားနေပြီးတော့ပေးတာပါတယ်နောက်ပြီးတော့ကျွန်တော်တို့အချိန်ကုန်ပြီးတော့မှလောက်ရမယ်ဟာမျိုးကျွန်တော်တို့ဟိုပါတော့ပြုံးတော့မပြုံးသေးဘူးဒါပေမဲ့နည်းနည်းရိမ့်ရိုက်နေတဲ့ဟာရှိမယ်နောက်ပြီးတော့တိုင်တွေဟိုပါပေါ့လေကြိုးကြည့်နေတဲ့အပိုင်းလေးတွေရှိမယ်အဲ့လိုမျိုးတွေကအချိန်ယူလောက်ရမယ်ဟာမျိုးတွေကလည်းအခုအချိန်မှာကျွန်တော်ပြန် ရှင်ပြီးတော့ setting လုပ်ရတဲ့ space တွေမဟုတ်သေးပါဘူးဆိုတော့အဲ့ဒါမျိုးတွေကိုလည်းကျွန်တော်တို့ပဲပါတယ်ကျွန်တော်တို့ကတကယ်ဟိုပါပေါ့လေဒီပြန်ပြီးတော့အပြည့်စည်းမရှိဘူးနောက်ပြီးအပြည့်စည်းနေတယ်အဲ့ဒါမျိုးအဆောက်အဦတွေကိုပဲကျွန်တော်တို့ကဟိုပါပေါ့လေနေရာ space ကိုပြန်သုံးနိုင်အောင်ဆိုပြီးတော့အဓိကကြီးနေတာပါမန္တလေးလိုလိုဒေသမျိုးဆိုလို့ရှိရင်အဲ့ဒီလူနေထိုင်မှုများတဲ့မြို့လေကောင်ဒီမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟိုပါပေါ့လေကိုပိုင်းတိုက် ကိုပိုင်းအိမ်နောက်ပြီးကိုပိုင်းဟိုပါပေါ့လေအဲဒီအဲမျိုးအထက်မြေအစောက်တွေတွေများပါတယ်ဒီပုဂ္ဂိကအစောက်တွေပေါ့နော်အဲ့ဒါမျိုးတွေများများတယ်ဆိုတော့အဲ့ဒီဟာတွေမှာလေကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်60ရာခိုင်နှုန်းလောက်ကကျွန်တော်တို့ဒီနေ့မှာဒီနေ့လေးဟာဟာတွေပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့မြန်မြန်အဲဟိုဟာအဲ့ဒီဟိုဟာပေါ့လေလူတွေပြန်နေနိုင်မယ်လုပ်တွေပြန်လုပ်နိုင်မယ်ဆိုလို့ရှိရင်ပုံမှန်အကျင့်တွေကိုပြတ် ဟိုကပေါ့အများကြီးပြောင်းရောင်းနိုင်ဖို့အတွက်ဆိုပြီးတော့ဆိုပြီးတော့ကျွန်တော်တို့ရည်ရွယ်ပါတယ်ဒီမှာလည်းကျွန်တော်တို့က green ကိုပြောတဲ့ဆိုတာကဒီအစောက်ကခန်းခန့်ပြီးဟိုကလည်းငင်းတဲ့ကိုလည်းဟိုပါလေစိုးရင်ပြန်ဘယ်လိုတော့ဘယ်လိုပြောတာမျိုးမျိုးဟုတ်ပါဘူးဟိုကဘာကြောင့်လဲဆိုတော့ငလျင်တွေကလေဒီတော့ကြီးမားတဲ့ငလျင်လို့သွားသွားတဲ့အတွက်ကြောင့် after shock တွေကရှိဦးမှာပါပဲဆိုတော့သူများ building တွေ need to ဒီအစားဦးဒီ green ကိုပြောတဲ့ဟာဟိုက space တွေကလည်းကျွန်တော်တို့ငင်းတန်းကိုခံရဖို့ပုံမှာပဲဆိုတော့ဒီဟာကိုကျွန်တော်တို့ပြန်ပြီးတော့အသုံးပြုတဲ့အချိန်မှာလည်းကျွန်တော်တို့ဟိုပါလိငင်းတန်းကိုခံရအောင်ပါပဲဆိုတော့လိုအပ်တဲ့ကျွန်တော်တို့ပြင်ဆင်မှုတွေ drill တွေကိုကျွန်တော်တို့ဒီဟိုပါလိ evacuation လမ်းကြောင်းတွေပါတွေကိုအများဟိုပါလိတခြားအဆောက်အဦတွေဒီဒီတူဟိုပါလိပါလိပြင်ဆင်ပြင်ဆင်ဆောင်ရွက်ပြီးတော့မှမှကျွန်တော်တို့ ဟိုပါပေါ့လေပြန်နေတိုင်ရမှာပါဆိုတော့ဒီလိုနေတိုင်းတဲ့အချိန်မှာကျွန်တော်တို့အဆောက်အဦကိုလည်းဟိုပါဟိုပါပေါ့လေပြင်ဆင်တဲ့ပြင်ဆင်ပြီးမှပဲပဲကျွန်တော်တို့နေနေတိုင်းဖို့ဟိုပါပေါ့ပိုတင်တင်ပါလေဒါကလည်းပါကြောင့်လဲဆိုတော့ကျွန်တော်တို့အလုပ်တွေပြန်လုပ်နေပြီဆိုလို့ရှိရင်လေဒီရုံးကမ်းရဲ့နောက်ကျောကဟိုပါပေါ့လေနေရန်ကြီးမှာ crack ကြီးရှိနေသေးတယ်ပါညာဆိုရင်စိတ်လုံခြုံမှုအားဖြင့်ကျွန်တော်ကဟိုပါပေါ့လေအများကြီးဟိုကြောနိုင်ပါလေ ဟိုဘာလဲဥမာကျွန်တော်တို့စိတ်ယွန်းတို့ပါလို့လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒူတာကိုခွဲနေတယ်ဘေးကနေရာကြီးကအဲ့နေတယ်ဆိုလို့ရှိရင်အလုံးလုံးကန်နေဆရာဝင်စီမှာလဲစိုးရိမ်စိတ်ရှိရှိသလိုဒီလူနာတို့လူနာရှင်တို့စီမှာလဲဒါဒါစိုးရိမ်စိတ်တွေရှိနေမှာပါဆိုတော့အဲ့လိုမျိုးစိုးရိမ်စိတ်တွေနဲ့လို့လို့ရှိရင်ဒီလုပ်ငန်းဆောင်ရွက်တဲ့အချိန်မှာလဲ efficiency တွေကျွန်တော်တို့ကြော့မှာပေါ့နော်ဆိုတော့အခုချိန်မှာကျွန်တော်တို့ efficiency ကိုပုံတော်တိုးပြီးတော့ဒူနေတာဖြစ်တဲ့အတွက်ကြောင့်အစားအသောက်တွေကိုပြန်လဲအသုံးပြုမယ်ဆိုတဲ့အချိန်မှာ ါပဲကျွန်တော်တို့ကအစားပူးတွေကိုအတက်နိုင်ဆုံးအကောင်းဆုံးကျွန်တော်တို့ပြင်ဆင်ပြီးတော့မှကျွန်တော်တို့ဟိုဟာအသုံးပြုပြုပြုတင်ပါတယ်ဒီလိုဟိုဟာအစားပူးကလည်းပြင်ဆင်ပဲနောက်ပြီးတော့ဟိုဟာသုံးတဲ့ user တွေကလည်းဒီဟိုဟာပေါ်လေးပြင်ဆင်ဘယ်လိုကောင်းလဲဒီဒီတဘာဝဘေးဘေးအန်ရရောနေဖို့အတွက်ကိုကျွန်တော်တို့ဟိုဟာပေါ်လေးအစီအမံတွေနဲ့ပြင်ဆင်ပြီးဆိုတော့ဒီအစားပူးတွေကိုဟိုဟာပေါ်လေးပြန်လဲ သုံးပြုနိုင်ဖို့ဆိုတော့ရည်ရွယ်ပါတယ်ဒီမှာမှာလည်းကျွန်တော်တို့ဟိုပါပေါ့လေအတီးကအချက်ကလေးပြောချင်တာကကျွန်တော်တို့ဒီလိုဟိုပါပေါ့အဆောက်အဦတွေကိုဒီအာဒီအဆောက်အဦတွေကဘလောက်အာဟိုပါပေါ့လေအာမခံချက်ရှိမလဲဆိုရင်ဟာဘယ်သူကအာမခံချက်ပေးနိုင်လဲဆိုတဲ့ဟာကဒါကဘယ်လိုခုံလဲတဘာဝကိုနိုင်ကွာအာမခံချက်ပေးထားတာပါ ။ဒါလည်းဆိုတော့ကျွန်တော်တို့ဒီလောက်7.7လောက်ခက်တဲ့အားကိုခံနိုင်လို့ဒါဒီစောက်ဘူးကဟိုပါပေါ်လီကြံနေတာပေါ့နော်။ဆိုတော့ဒါက proven ပါ၊ tested ပါ။ဆိုတော့တကယ်ကြီးမားတဲ့ငလျင်ကြီးနဲ့ကျွန်တော်တို့ဟိုပါပေါ်လီ test လုပ်ပြီးသားအဆောက်အဦးအဲ့ဒီမှာလည်းအောင်မြင်ပြီးသားအဆောက်အဦးပါ။ဆိုတော့ပြောရလို့ရှင်တော့တပွားဘေးအဟိုပါပေါ်လီဆံမွေးဘေးမှာသူတို့ကဟိုပါပေါ်လီဂုံတူးရပြီးသား စာအုပ်မျိုးပါဆိုတော့ဒီအမျိုးအလားတူကိုကျွန်တော်တို့အရန်ကောင်းကောင်းတဲ့အဲ့ဒီဟိုဟောဒီ PC တွေနဲ့ technology တွေနဲ့ကျွန်တော်တို့အလားတူအသေးစောက်ထားတယ်ဆိုရင်တော့မှအဲ့ဒီအသေးစောက်ထားတဲ့အစာအုပ်တွေကအခုလိုမျိုး tested အဲ့ဒါမျိုး proven ဖြစ်ပြီးသားကျွန်တော်တို့ green ရထားတဲ့အစာအုပ်တွေရဲ့ခိုင်မာမှုကိုဟိုဟောဟောဒီမမိပါဘူးဆိုတော့ဒါတွေကိုပြန်အဲ့ဒါကြောင့်ဒါတွေကိုပြန်လဲပြင်ဆင်ပြီးတော့ကျွန်တော်တို့ပြန်လဲအသုံးပြုတဲ့ဟာကကျွန်တော်တို့ proven ဟိုပါပါ အဆောက်အဦပါဆိုတော့ဒါရီယာတက်ဆက်လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်အတိတ်စောက်ထားတဲ့ဆိုရင်တော့အခုလိုမျိုး proven ဟိုပါလေဖြစ်ထားတဲ့ဟာမျိုးကိုရဲ့အာမခံချက်ကိုကိုကိုမမိပါဘူးအဲ့ဒါကြောင့်ဒီလိုရှာရှာပပနှစ်200 300လောက်မှလာတဲ့ဒီဒီဟိုပါလေငလျင်းရဲ့တံကိုခံနိုင်ရရှိပြီးသားဆိုတဲ့ဟာကို ဘယ်သူမှမေးစရာမလိုဘဲနဲ့ tested ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီအသောဥတွေမှာပြန်လည်နေထိုင်ဖို့ဆိုတဲ့ပြန်လည်အလုပ်လုပ်ကြံဖို့ဆိုတဲ့ဟာမှာလေဒီဒီပြည်သူတွေနေနေတာကိုဆိုရင်ကြောက်ရစရာမရှိဘဲနဲ့ကျွန်တော်တို့ပြန်လည်ပြီးတော့အသုံးပြုနိုင်ပါတယ်ဆိုတော့အတိအကအချက်ကတော့ပြန်လည်အသုံးပြုတဲ့အချိန်မှာကျွန်တော်တို့ကအသောဥတွေကိုလည်းပြင်ဆင်မယ်အဲဒီ၃နဲ့ user တွေကလည်းအဲဒီဟိုပါပေါ့လေပြင်ဆင်ပြီးတော့ ပြင်ဆင်နေဆိုတာကျွန်တော်တို့ BNA ရောကြရောချရေး process တွေကိုပြင်ဆင်ပြီးတော့ဟိုဟာပေါ့လေကျွန်တော်တို့ဒီဒီ time ကိုပါပဲဟုတ်ကဲ့အခုကအခုကကျွန်တော်တို့ဟိုဟာပေါ့လေအဲ့ဒီဆောင်းလေးဝီနီတာနာရဲ့ရဲ့အစီအစဉ်နဲ့အဲ့ဒီဟိုဟာပေါ့လေဒီပြတော်မှာရှိတဲ့ဌာနဆိုင်ရာတွေမှာရှိတဲ့ engineer တွေစုစည်းပြီးတော့ပြီးတော့ကျွန်တော်တို့ training လုပ်ပါတယ်လုပ်ပြီးတော့အဲ့ဒီ training လုပ်တဲ့အဖွဲ့တွေနဲ့ပဲကျွန်တော်တို့စစ်ဆေးလိုက်တာနှစ်ရက်အတွင်းမှာပဲကျွန်တော်တို့ စောက်စောက်အလုံးအလုံးတက်တာလောက်ကိုကိုစစ်စစ်ပြပါပြီအဲ့တည်းကအလုံး400လောက်ကကျွန်တော်တို့ပြရပါတယ်နောက်ပြောဟိုအောင်အလုံး400လောက်ကနည်းနည်းဟိုအောင်ပေါ့လေရဲလို့ဆိုပေမဲ့ဒါကနည်းနည်းပဲပြင်ရမှာပါဆိုတော့အဲ့ဒါအဲ့ဒါမျိုးအခြေအနေပါဆိုတော့အဲ့လို green hour ကတော့ကျွန်တော်စောစောကပြောပြောတယ်လို့ပဲချက်ချင်းပြန်ပြီးတော့ဟိုအောင်ပေါ့လေပြင်ဆင်ပြီးတော့ကျွန်တော်တို့နေနေတိုင်းလုပ်ရမယ်ထမ်းပြီးတော့တွင်းလားဟုတ်ပါလေဒီပြေတော့ဟိုမန္တလေးရောမန္တလေးကတော့ကျွန်တော်တို့အခုအခုနေပြီးတော့ training ြီးတဲ့အချိန်မှာကျွန်တော်တို့မန္တလေးကိုလည်းမန္တလေးနဲ့စကိုင်းကိုလည်းဆက်ပြီးတော့ဒီလိုအလားတူဒူ training တွေစီစဉ်မှုရှိပါတယ်ဒီနေပြည်တော်လုပ်နေတဲ့အချိန်မှာပဲပဲမန္တလေးကဟိုပါလေကျွန်တော်တို့ရဲ့အဲ့ဒီဟိုပါလေဟော engineer base တွေပြီးနောက်ပြီး network တွေကလည်းပြီးတော့ဟိုပါကျွန်တော်တို့လုပ်တဲ့ process ကိုရှင်းရလုပ်ပြီးတော့မန္တလေးစီပင်နဲ့မန္တလေးအာတိုင်းဒေတာကြီးတို့ကတို့ကဟိုပါလီဝင်းကြီးဥွှေစင်တို့ ရဲ့ရဲ့အဖွဲ့တွေကအဲဒီဒီဒီ training ကိုလုပ်ပြီးတော့စပြီးတော့ပြီးတော့သူတို့လည်းစလုပ်နေပြီလို့သူတို့သိရပါတယ်မန္တလေးစေယုံကြီးတို့ကတော့ဆိုလို့ရှိနေအဲ့လိုမျိုး training အဟော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 လေး survey တွေပါလေလုပ်လုပ်ပြီးတော့အဲဒီအဲဒီဟောဟောဒီအဲ billing user ခွဲခြားတာတွေလုပ်နိုင်ပြီးတော့ဒီစေယုံရဲ့အဲလုပ်ငန်းဆောင်တာတွေကလည်းစပြီးတော့ပြန်လေလုပ်ကြနိုင် နိုင်ဖို့အတွက်ဆောင်ရွက်နေကြတယ်ဆိုတာလေးတော့ကြားရပါတယ်ခင်ဗျ။ဟိုဟာပေါ့လေကျွန်တော်တို့ဒီလိုဟိုဟာပေါ့အရောင်နဲ့ခွဲခြားသတ်မှတ်တဲ့အချိန်မှာကျွန်တော်တို့တို့ဟိုဟာပေါ့ဟိုဟာပေါ့လေအဲ့ဒီအာဒီဟိုဟာပေါ့လေအခုလိုအခုလိုခွဲခြားခွဲခြားသတ်မှတ်မှုတွေလုပ်လုပ်ကြည့်တဲ့အချိန်မှာမှာကျွန်တော်တို့ကဒီဒီအနီရောင်ဟိုအရောင်အစိမ်းအောင်အစိမ်းအောင်ကပ်ပြားလေးတွေကိုအစောက်ကြီးရဲ့မြင်သာတဲ့နေရာမှာမှာကျွန်တော်တို့ကပ်ခဲ့ပါတယ်။နောက်ပြီးတော့လိုအပ်တဲ့ဒီ ဟိုပါလေကပ်ပြားရဲ့အတိတ်ပဲကိုလည်းဒီမှာရေးထားပါရေးထားပါတယ်။နောက်ပြီးတော့ဒီဒီ green pit building ဆိုလို့ရှိရင်ဒီအဆောင်ကဟိုပါလေပြန်လဲပြင်ဆင်ပြီးရေဟိုပါလေပြန်လဲဒီတိုင်းနိုင်နေဆိုတဲ့အကြောင်းရေနောက်ပြီးတော့ဒီ sign ကိုအကြောင်းအကြောင်းမရှိဘဲနဲ့ဟိုပါလေဖြုတ်မသွားဘူးဆိုပြီးတော့အဲ့လိုမျိုးလေးတွေကျွန်တော်တို့ဟိုပါလေရေးရေးပြီးတော့ကတ်ထားတာမျိုးပါ။ဆိုတော့အဲ့လာကပမာလို့လေရေးတယ်အင်္ဂလိပ်လိုလေရေးထားပါတယ်ခင်ဗျ။အဲ့ဒါအဲ့လိုမျိုးလေး ဒီအစာဟုကစစ်စေးပြီးတော့ကိုလည်းတည်နိုင်တယ်။နောက်ပြီးတော့ဒီအစာဟုဟိုရဲ့လိုကောင်းတဲ့ category ကိုလည်းဟိုအများသူကတည်နိုင်အောင်ဆိုဆိုပြီးတော့ Google Law တဲ့မှာတုံးကြမှာ။ user တွေအနေနဲ့ကလည်းရန်ရေးကြည့်ပါလေ။ပူပေါင်းဆောင်ဆောင်ရဲ့ပူပါလို့ပါလေ။ဆိုတော့ဆိုတော့အခုအချိန်မှာကျွန်တော်တို့လိုကောင်းတဲ့ pressure တွေအဲ့ဒါမျိုး management ပုံမှာအရန်များနေနေလို့ရှိရင်ကျွန်တော်တို့ရဲ့အဲ့ဒီ daily အလုပ်ငန်းတွေတွေလှုပ်ဆောင်တဲ့အချိန်မှာလည်းအခက်အခဲတွေနဲ့နှောင့်နှေးမှုတွေအများကြီးကြီးဖြစ်နေပါတယ်ဆိုတော့ user တွေအနေနဲ့ကလည်းဒါကဒီဟိုဟာအဲ့ဒီအဆောက်အဦတွေကိုပြန်လဲအသုံးပြုနိုင်တယ်ပါညာဆိုတဲ့အချိန်မှာလည်းဒါက force နဲ့ဟာမျိုး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 မဟုတ်ပါဘူးဒါကဟိုဟာပေါ့လေ volunteer ပါဒီဟိုဟာပေါ့ process check ဆိုတာကဒါကအဟိုဟာဟိုဟာပေါ့လေဒီအဲဒီဟာက ဟိုအပြန်လဲအပြန်လဲအသုံးပြုတဲ့ user တွေအနေနဲ့ဆိုလို့ဆိုရင်သူ့အနေနဲ့ဟိုပေါ့လေကျွန်တော်တို့အငင်းကြီးလှုပ်ရှားမှုကြောင့်ကျွန်တော်တို့ဖြစ်တဲ့ပြဿနာတွေကိုအခုအချိန်ကဒါကျွန်တော်တို့အားကကြအများကြီးရှိပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီအချိန်မှာအဲ့ဒါမျိုးငင်းလင်းလာမယ်ဆိုတာလည်းသိပြီးသွားပြီ။ကိုယ့်ရဲ့ building ကလည်းဒီဒီဒီငင်းကြီးကိုခံနိုင်တဲ့အဆောက်အဦဆိုတာကိုလည်းသိပြီးသွားပြီ။ဒါပေမဲ့လည်းကျွန်တော်တို့ကဘာတွေကတော့ ဟိုပြင်ဆင်ဖို့ရှိရုံနဲ့ဆိုတော့ဒီနောက်ဆက်ပဲတွဲငရင်တွေရရှိနေဖို့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါအတွက်ကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ဖို့ဟိုအခွင့်အလမ်းကျွန်တော်တို့ရပါပါသစချင်းတော့လှုပ်တော့ကျွန်တော်တို့ကကြိုတင်ပြင်ဆင်ချိန်မရလိုက်ပဲနဲ့ဒီကိုဘာမှဟိုပါခေါ့လေပြင်ဆင်မထားသေးတဲ့အချိန်မှာအမှုမဲ့အမဲ့မဲ့လှုပ်ရှားသွားတာဖြစ်တဲ့ကြောင့်ပုံပြီးတော့ဟိုပါခေါ့လေပြည့်စုံဆုံးရှုံးမှုများတာအခုချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြည့်စုံဆုံးရှုံးမှုကိုကျွန်တော်တို့ကကြိုပြီးတော့ အခုကတည်းကကာကွယ်ထားလို့ရပါပြီ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာအရင်လောက်ခတ်သွားပြီးတော့ပျက်စီးသွားတဲ့ဟိုပါဗော်လီဝမ်နေကောင်းကောင်းရတာเนาะဆိုတော့ user name နဲ့ဘာတွေလုပ်နိုင်တယ်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီခုရဲ့အဆောက်အဦးကိုကခံနိုင်တယ်ဆိုတာသိပြီ။အဲတည်းမှာနေရတဲ့အချိန်မှာကျွန်တော်တို့ဒီအာလုတ်ဖို့ဂိုင်ဘက်တွေအကျုံးဆိုလို့ရှိရင်ကိုယ့်ရဲ့အဲလိုမျိုးလုတ်ဖို့ဂိုင်ဘက်တွေမှာကျွန်တော်တို့ဟိုပါဗော်လီ disable တို့နောက်ပြီးတော့နည်းနည်း အားနည်းတဲ့အားနည်းတဲ့လူတွေရှိနိုင်တယ်နောက်ပြီးတော့ကလေးတွေနဲ့လှူရတဲ့အကြောင်းတွေပါလေဟာမျိုးလည်းရှိနိုင်တယ်ဆိုတော့အဲ့လိုမျိုးတွေမှာကျွန်တော်တို့အားနည်းတဲ့လူတွေနဲ့အလုံးလုံးရတဲ့ဟိုဘော်လီ environment မျိုးဆိုလို့ရှိရင်အဲ့အဲ့ဒီအားနည်းတဲ့ကလေးတွေလူကြီးတွေနောက်ပြီးတော့အိမ်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးယူမီတာစုတွေမှာအသက်ကြီးတဲ့လူတွေရှိမယ်အသက်အရန်ငယ်တဲ့ကလေးတွေရှိမယ်အဲ့လိုမျိုးအားနည်းတဲ့လူတွေအတွက်ကိုသူတို့ဥစားပေးပြီးတော့ဒီဘေးအန္တရာယ်လို့ကင်း ို့အတွက်ကျွန်တော်ကြောင်ချတာပဲပြပြပါပဲပြပြတကူကလုတ်တဲ့ချိန်မှာသူတို့အတွက်ကိုကြိုတင်စဉ်းစားပြီးတော့ကျွန်တော်တို့ပြင်ဆင်ထားဖို့ဟိုပါပေါ့ဟုတ်ဟုတ်ဟိုပါပေါ့လီပြင်ဆင်ထားဖို့လိုလိုပါလေနောက်ပြီးတော့လည်းကျွန်တော်တို့ဒီဘေးပတ်ဝန်းကျင်မှာအိမ်မဲ့ပြပြယုံယုံမဲ့ပြပြအာဘေးကင်းလုံခြုံတဲ့နေရာမျိုးကျပြီးတော့ကျွန်တော်တို့ကြောက်ပေးထားမယ်။နောက်ပြီးတော့အားလုံးတည်အောင်လည်းကျွန်တော်တို့စောင့်ရထားမယ်။အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒီ ပြန်ပြီးတော့ကြားရောက်လာတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘယ်နေရာကိုသွားရမလဲနောက်ပြီးတော့ဘလို့အာလှုပ်ဆောင်ရမလဲဆိုတာကိုကိုကျွန်တော်တို့ကတည်ပြီးသားအဲ့ဒါကိုလည်းကျွန်တော်တို့ဒီ training တွေပါတယ်လည်းဆက်ပြီးတော့ဟောပါပေါ့လေလှုပ်သွားနေနေဖို့ပြီးပါတယ်ဆိုတော့ဘေးအားမျိုးငလေးလှုပ်တဲ့အချိန်မှာအဓိကအချက်ကတော့အမြဲတမ်းပြောလေဝိကာကံပါပဲဆိုတော့လှုပ်နေတဲ့အချိန်မှာကျွန်တော်တို့ပြေးမထွက်ရဘူးပြီးတော့မှရက်သွားပြီဆိုတော့မှ အဲ့အဲ့လိုမျိုး begin လို့ပြောတဲ့နေရာကိုပြေးရမယ်ဟာအဲ့အဲ့လိုမျိုး training တွေကိုလည်းအားလုံးသိအောင်သိအောင်ကျွန်တော်တို့လုပ်တာဖို့တွေ့ပါတယ်ဆိုတော့နောက်ပြီးတော့ဒီအဒီအဆောက်တွေကိုပြန်လဲပြန်လဲအသုံးပြုဖို့ဆိုတော့ပြန်လဲအသုံးပြုနေတိုင်းတိုင်းနိုင်နိုင်ဖို့ဆိုတဲ့ဟာမှာလည်းဒီတယောက်နဲ့တယောက် pressure ပြီးတာမဟုတ်ပဲနဲ့ ပါပေါ့လေပေါ့ပေါ့ပါပါဒီမှာပြန်နေခြင်းနဲ့တူလဲပြန်နေလို့ရတယ်ပြန်မနေခြင်းသေးဘူးဆိုလို့ရှိရင်လည်းအဲ့ဒီ space ကိုဟိုပါပေါ့လေတခြားအာအသုံးပြုနိုင်တဲ့ဟိုပါပေါ့လေလိုအပ်နေတဲ့သူတွေသူတွေအတွက်ကိုဒီလိုမျိုးဟိုပါပေါ့လေတလားအသုံးပြုကိုလိုအပ်နေတဲ့နေတိုင်းလိုသူတွေအဲ့ဒါမှမဟုတ်လို့ကျင်နေလုပ်ငန်းဆောင်တာတွေအတွက်ကိုဒါကို space ကိုကျွန်တော်တို့ဟိုပါပေါ့လေခဏဟိုပါပေါ့လေဖလှယ်ထားပြည့်တဲ့ပါညာဆိုလို့ရှိရင် အားလုံးအတွက်ဟိုဘက်ဒီဘက်ဟိုဟိုလေးအကျိုးအကျိုးရှိတဲ့အဟိုဟာပူပေါင်းဆောင်ရွက်မှုမျိုးရရရနိုင်ပါတယ်အခုချိန်ကအဓိကကျွန်တော်တို့အခက်အခဲဖြစ်နေတာက space ဆိုတော့ဆိုတော့အဲ့လိုမျိုး space တွေကိုကျွန်တော်ရလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီလုပ်ငန်းဆောင်တာတွေကပုံမှန်လုပ်ငန်းတွေပြန်ဖြစ်လာလို့ရှိရင်လူတွေရဲ့ idol ဖြစ်နေတာပေါ့နော်ဒီ drama လို့ဆရာညာမရှိတော့ဒီဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပဲပြန်ပြန်ပြောနေပြီးတော့ ပူ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 ပြီးတော့ဟိုပါတိတ်သားငယ်စရာမျိုးဟိုအခြေအနေတွေရနေတယ်ကျွန်တော်တို့လွတ်သွားမယ်။နောက်ပြီးတော့ပုံမှန်အခုလိုအခြေမျိုးမှာအဲလုပ်ငန်းကံကံတွေလုပ်ငန်းကံကံတွေခက်ခဲလုပ်ငန်းကံကံတွေဘယ်လိုတော့လဲအဲလုပ်ကင်ဖို့အခက်ခဲရှိပြီးရပ်နေတဲ့လုပ်ငန်းတွေကလည်းပြန်လဲလဲပတ်သွားပြီးတော့ကျွန်တော်တို့ရဲ့ကုန်စည်စည်းမှုတွေဘာတွေကစကျွန်တော်တို့မြန်တဲ့ပုံမှန်ပြန်ဖြစ်လာပြီးတော့ဝင်ငွေတွေကိုလည်းကျွန်တော် တို့ပုံမှန်ပြန်ပြန်ဖြစ်ပြီးတော့ normal အခြေအနေမျိုးကိုပို့ပို့ပို့ပြီးတော့အခြေအနေမြန်မြန်နဲ့ကြောက်ကြောက်သွားနိုင်တယ်